ချာစီသင်းဟာပရီးမီးယားလိဂ်အသင်းများထဲတွင်အေဂျင့်ကြီးအများဆုံးသုံးဆွဲတဲ့အသင်းဖြစ်နှစ်နှစ်ဆက်ရပ်တည်ခဲ့ကြောင်းသိရပါတယ်။အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကပရီးမီးယားလိဂ်အပါအဝင်အင်္ဂလန်လိပြိုင်ပွဲ၅ခုမှကလပ်သင်းများရဲ့အေဂျင့်များအတွက်သုံးဆွဲခဲ့တဲ့ငွေကြေးပမာဏကိုထုတ်ပြန်ခဲ့ရာချက်စီသင်းကနှစ်နှစ်ဆက်ဥဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ချက်စီတေးဟာကစားသမားခွေမှုများစွာပြုလုပ်ခဲ့တာကြောင့်အေးစင်ကြီးအများဆုံးသုံးဆွဲခဲ့ရခြင်းဖြစ်ပြီး2024ဖေဖော်ဝါရီ2ရက်မှ2025ဖေဖော်ဝါရီ3ရက်အထိတနှစ်တာကာလအတွင်းမှာအေးစင်ကြီးပေါင်း60သန်းမှ4သန်းသုံးဆွဲခဲ့ခြင်းဖြစ်ပါသည်၎င်းကာလာတွင်ပရီးမီးယားလိအသေး20သုံးဆွဲခဲ့တဲ့အေဂျင်ကြီးစုစုပေါင်းမှာပေါင်409သရမတတန်းရှိခဲ့ပြီးမန်စီးတီးကဒုတိယအများဆုံးသုံးဆွဲတဲ့အသင်းဖြစ်ခဲ့ပါတယ်။ Chelsea တွေဟာ2023-24ရာသီမှာ agency ပေါင်85ဒရမတက်တန်းသုံးဆွဲခဲ့တာကြောင့်နှစ်နှစ်ဆက်အများဆုံးအသင်းအဖြစ်ရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။